မွန်တိုင်းငယ်တည်2025ခုနှစ်အော်တိုဘာလ26ရက်နေ့ထုတ်ပြန်ချက်မွန်တိုင်းငယ်အခြေအနေယနေ့မြန်မာစံတော်ချိန်နက်၁၀နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမွန်တိုင်းငယ်သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါမွန်တိုင်းငယ်သည်မြန်မာနိုင်ငံကိုကိုကျွန်းမြို့၏အနောက်တောင်ဘက် ရေမိုင်လေးရမိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့အရှိအရှိတောင်ဘက်ရေမိုင်လေးရ30မိုင်ခန့် ကာကီနာရာမြို့အရှိတောင်ဘက် ရေမိုင်၄၆၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။မုံတိုင်းငယ်ဤလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွှေရှားမည်အခြေအနေမရှိပါသဖြင့်အဝါရောင်အစင်းဟုသတ်မှတ်ပါသည်။မုံတိုင်းငယ်ဤဒီနေရာဗဟိုချက်၄ဖီအားနှင့်လေးတိုက်နှုန်းအဆိုပါမုံတိုင်းငယ်သည်မြန်မာစံတော်ချိန်နနက်၁၀နာရီအချိန်တွင် မြောက်လက်တီကျူ7တသမ1ဒီဂရီနှင့်အရှိလောင်ကြီးကျူ89တသမ3ဒီဂရီတွင်ရှိပြီးဗဟိုချက်လေးဖီအား1200ဟက်တိုဝါစကဲနှင့်အမြင့်ဆုံးလေတိုင်နှုန်းမှာတနာရီလျင်မိုင်30နှုန်းခန့်ဖြစ်ပါသည်။နောက်82နှစ်နာရီတွင်ခံမှန်းချက်အဆိုပါမုန်တိုင်းငယ်သည် အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်6နာရီတွင်အာကောင်းသောမုန်တိုင်းငယ်ဖြစ်သူ၎င်း အောက်တိုဘာလ29ရက်နေ့၌မင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဆိုင်ကလုံးမုန်တိုင်းဖြစ်သူ၎င်းအောက်တိုဘာလ28ရက်နေ့၌အာကောင်းသောဆိုင်ကလုံးမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်ကယင်းနေ့ညပိုင်းတွင်အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။တတိပေးနိုးစော်ချက်အဆိုပါမုန်တိုင်းငယ်၏အချိန်ကြောင့်ယနေ့နံနက်မှ အောက်တိုဘာ28ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်နှင့်နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည် တို့ဖြစ်ပါ၍မုံတိုင်းငယ်၏အရှိန်ကြောင့်မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည့်တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့်မြင့်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကို ကြိုတင်သတိပြုနိုင်ပါယံကြိုတင်သတိပြုနိုင်ပါယံအတိပေးနှိုးဆော်အပ်ပါသည်ရှင်